အဝေးရောက်အမျိုးသားကိုကိုမကိုပဲဖြစ်နေအောင်ဘလို့ဆွဲဆောင်ထားရမလဲအမရဲ့ဆိုပြီးတော့ညီမလေးတယောက်ကမေးလာပါတယ်ရှင် အမကိုတိုင်းလည်းအမျိုးသားကအရင်က စင်ကာပူမှာအလုပ်လုပ်တာဆိုတော့အမတို့9နှစ်လောက်ခွဲနေရတယ်အခုမှမိသားစုတွေအတူတူပြန်နေတာလဲ9နှစ်ကျော်6နှစ်ထဲမှာပဲရှိသေးတယ်အဲ့တော့သူစင်ကာပူမှာရှိနေတုန်းကအမလုပ်ခဲ့တဲ့နီလန်းလေးတွေကိုပြောပြပါမယ်နော်အဲ့ဒီတုန်းကအမက ်အင်ထောင်ရဲ့အချစ်ရေးကိုကောင်းကောင်းနားလည်လို့တော့မဟုတ်ပါဘူးအမလေးလာတင်ယူမှုတွေလည်းဘာတစ်ခုမှလုပ်ခဲ့တာမဟုတ်ဘူးကိုစိတ်နဲ့ထင်ရမြင်ရတွေလုပ်ပေးခဲ့တာပေါ့နော်အဲ့ဒီတော့ကတော့သူ့ကိုဗီဒီယိုကောလေးတွေခေါ်တယ်အမတို့မှသမီးဦးလေးမွေးပြီဆိုတော့လေသမီးဦးလေးရဲ့ဗီဒီယိုလေးတွေကိုတစ်နှစ်ကို9ဖိုင်6ဖိုင်အနည်းဆုံးပို့တယ်သူကညာအလုတ်ကပြန်လာလို့ရှင်ရဲ့အဲ့ဒီဗီဒီယိုဖိုင်လေးတွေသူကြည့်ပြီးတော့ အရန်သူစိတ်ထဲမှာကြည်နူးတယ်လို့ပြောတယ်ပေါ့နော်အစားအသောက်အချောက်အချမ်းလေးတွေအဲ့ဒါကြတော့အမရဲ့ရောက်ခမကြီးရပဲအကုန်လုတ်ပေးတာပေါ့နော်သူသားအတွက်အကုန်လုတ်ပေးတာမြန်မာပြည်ကပို့တဲ့အစားအသောက်တွေကိုသူဖွဖွဲရရစားရတယ်ပေါ့နော်သူနဲ့စကားပြောတဲ့အချိန်မှာကောင်းကောင်းမွန်မွန်ပြောတယ်။အနောက်ပိုင်းကနေပြီးတော့အဲသူစိတ်ညစ်စေမဲ့အရာတွေဆိုရင်ဘာတစ်ခုမှလုပ်မထားဘူးပေါ့။ဒါကအမလုပ်ခဲ့တဲ့အရာလေးတွေပေါ့နော်။အခုဒီဗီဒီယိုလေးမှာတော့ညီမလေးကို အဖွဲ့ဖွဲ့ရရလေးပြောပြပါမယ်နော်ဒီချစ်နီး၅မျိုးနဲ့ချစ်ပေးရမယ်အကိုကိုကိုလည်းတိုးတက်အောင် နေထိုင်ရမယ်ဒီနှစ်ချက်ပါပဲနော်အဲ့တော့ချစ်နီး၅မျိုးကဘာတွေလဲဆိုတော့ကြားနေကြအတိုင်းပဲစကားလေးတွေကောင်းကောင်းပြောပြတာကွယ်သူစိတ်ညစ်စေမဲ့စကားတွေဘာတစ်ခုမှမပြောဘူးပေါ့နော်သူကိုကျေးဇူးတင်တာချီးချီးမွမ်းတာကောင်းကောင်းလေးချွတ်ချွတ်လေးပေါ့အဲ့ဒါတွေပြောပြပါညီမရေနော်အမကိုယ်တိုင်လည်းပြောခဲ့ပါတယ် နောက်တစ်ခုကတော့လက်ဆောင်ပေးတာလက်ဆောင်ပေးတာအမမလုပ်ခဲ့ပါဘူးတခုတော့ရှိတယ်အမရောက်ကမှဟင်းနေအမဲပို့တာဆိုတော့အဲ့ဒါလဲလက်ဆောင်ဘဲပေါ်ညီမရဲ့နော်အဲ့တော့ဒီလက်ဆောင်ပေးရပါတယ်နောက်တစ်ခုကဝေယဝတ်စလုပ်ပေးရပါတယ်ဝေယဝတ်စဆိုတာတော့အော်သူကအဝေးရောက်နေတဲ့အတွက်လေဒီနောက်ွယ်ရနေပြီးတော့သူဖြစ်ကျင်တဲ့အရာလေးတွေရှိတယ်အဲ့ဒါလေးတွေကိုကိုကအလေးအနက်လေးထားပြီးတော့ဝေယဝတ်စလေးတွေလုပ်ပေးရတယ်နော် အဲနောက်တစ်ခါကျတော့သူနဲ့ကိုနဲ့ဒီလိုဖုန်းပြောတယ်ဗီဒီယိုကောပြောတယ်အဲ့ဒါကတော့သူ့ကိုအချိန်ပေးတာပေါ့နော်အချိန်မှန်အချိန်မှန်ဒါနောက်တစ်ခုအထီအတွေ့ချက်နည်း၅မျိုးထဲမှာအထီအတွေ့တစ်မျိုးပဲကိုကမလုံနိုင်တာပေါ့ညီမရေနော်တီးအိုရဝတ်စာနေစကားကောင်းကောင်းပြောမယ်၃လက်ဆောင်ပေးမယ်၄အချိန်ပေးမယ်၅အထီအတွေ့အဲ့တော့ဒီ၅မျိုးထဲမှာအထီအတွေ့တစ်မျိုးပဲကိုက လုံးလို့မရဘူးယင်မနော်ကြံတဲ့လေးမျိုးကိုကောင်းကောင်းလေးလုပ်ပြီးလို့ရပါတယ်နော်နောက်တစ်ခုကတော့သူ့ကွယ်ရာမှာကိုကိုကိုဖွံ့ဖြိုးတိုးတက်အောင်နေထိုင်ထားဖို့လိုပါတယ်အဲ့ဒီအတွက်တော့ကိုဝါသနာပါရာတစ်ခုခုကိုလေ့လာသင်ယူပြီးတော့အစွမ်းကုန်ဖွံ့ဖြိုးတိုးတက်အောင်ကိုစူးစမ်းနေဖို့လိုပါတယ်နော်သူရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေကိုလည်းကိုက တိုးတက်အောင်စီမံဆောင်ရွက်ထားမယ်ဆိုရင်ခုအမျိုးသားကကိုမကိုပဲဖြစ်နေပါလိမ့်မယ်ညီမရဲ့နော်နိုင်ငံသားထွက်ပြီးတော့အလုံးလုံးနေရတဲ့လူတွေအများများတာဖြစ်တဲ့အတွက်ညီမလေးဒီလိုမေးလာပေးတာကျေးဇူးတင်ပါတယ်နော်ချစ်ရတဲ့သူတွေရဲ့ဝေဖန်အကြံပြုမှုတွေကိုလည်း comment box ထဲမှာမျှဝေလာပေးဖို့တောင်းဆိုပါတယ်ရှင်ကျမကတော့အချစ်ရဲ့အိမ်တော်ကြီးတွေမှာပုံမတရားအောင်ပုံမပြည့်စုံအောင် ူညီဖို့အမြဲတမ်းအဆင်သင့်ဖြစ်နေတဲ့ coach phong ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်